တော်ကရွာတရွာမှာဥမဲနဲ့ဥဖြူဆိုတဲ့လယ်သမားနှစ်ယောက်ရှိတယ်။သူတို့နှစ်ယောက်ကသူ့လှဲကကောင်းတယ်၊ငါလှဲကကောင်းတယ်၊သူ့နွားကကောင်းတယ်၊ငါနွားကကောင်းတယ်နဲ့အကြွားပြိုင်နေကြ၊စကားပြိုင်နေကြ။အဲ့ဒါဥညာဉ်ပိုင်တဲ့လူကမလေးခင်ဗျားတို့ဒီတိုင်းပြိုင်နေလို့ကတော့ဘာရမှာလဲ။ဘာလို့လုပ်ပြီးတကယ်ကောင်းမကောင်းသိနိုင်မှာလဲ။တကယ်လက်တွေ့ပြိုင်ကြည့်မှာပေါ့ဆို။ တိုက်တွန်းတယ်မြောက်ပေးတာပေါ့နော်အဲ့ဒါနဲ့နှစ်ယောက်သားထပြီးတော့လဲရီနွားရီတက်ပြီးပြိုင်ဘုညာပိုင်ကနှစ်ယောက်စလုံးကိုတွင်တွင်လက်နဲ့ကုတ်ပြီးတော့ရီပေးတယ်သူကနောက်ဥပ္ဖြိုရဲ့နွားနဲ့လဲကနှိုင်းသွားတော့ဥပ္ဖြိုရဲ့အိမ်ကိုသွားပြီးတော့ဘုညာပိုင်ကဟာဥပ္ဖြိုခမည်းနိုင်မှာကြောက်ကတိသားပဲ ခမားနွားတွေကချောကလည်းချောတောက်မှလည်းတောက်လဲကြီးရလည်းအဲ့လောက်ကောင်းနေတယ်ဥစ္စာဒါမှမဟုတ်ကျုပ်ကခမားကိုလက်နဲ့ကုတ်ပြီးသတိပေးခဲ့တာပေါ့ဒါအဲ့ဒါဥပ္ပယကသဘောတည်းကြားပြီဒီလူကတော့ပြငါဘက်ကလူပဲငါနိုင်မယ်ဆိုတော့ तू ကအာပေထောက်ပံ့တယ် तू ပဲဆိုပြီးတော့ तू ကိုအရက်အဝတိုက်တယ်အခါနောက်တည့်ကျတော့ဥမဲ့ရင်သွားပြီးတော့ ကိုမဲရခမရမို့လို့ပြန်တာကျုပ်ကခမရကိုသတိပေးနေတာပဲခမရရှုံးနိုင်တယ်လို့ကျုပ်ကထင်မိကြပဲကိုချင်းစာပါတယ်စိတ်ထဲမကြပါနဲ့အဲ့ဒီလိုပြောပြတော့တခါကိုမဲကလည်းဩဒီလူကငါ့ကိုစာနာနားလည်ပေးတယ်သူပဲဆိုပြီးတော့သူ့လူပဲလို့ထင်ပြီးတော့သူကတခါထရေအဝတိုက်လိုက်ပြန်ပြောကြတာကလောကမှာ ဥညာပိုင်လိုလူမျိုးတွေလည်းရှိတယ်ဆိုတာပဲเนาะလက်ကုတ်တိုင်းကို့လာပြီးတော့မြောက်ပင်ပြောဆိုပြီးတော့နေတိုင်းကို့လူလို့မထင်နဲ့သူတို့အကျိုးစီးပွားအတွက်သူတို့လိုချင်တာရချင်တာရှိလို့ကိုနားမှာလာပြီးတော့မြောက်ပင်နေပြီးတော့မြောက်စာပေါင်းစာတွေအဲ့လိုလူတွေလည်းရှိသေးတယ်ဆိုတာသိဖို့လိုတယ်ဒီနေ့ခက်ကအဲ့ဒီလိုလူကခက်များများရေနော်ဒီနေ့ခက်လူမျိုးရင်းနယ်ပယ်မှာဒါ ုံငယ်တွေတရိထားเสียပါဘော။